အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ပြပါဆိုဒီညကနေပြီးတော့ကျွန်တော်တို့စုံမောင်းကောင်းတောင်းပြလိုက်ပါတယ်ဗောနောအဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ထုတ်ရတိုင်း opinion piece လေးတခုကျွန်တော်တို့ခင်ဗျားနဲ့ကျွန်တော်ဆွေးနွေးမယ်အဲ့တော့ဒါ liverpool အတွက်ခက်ခဲပါတယ်ဆိုတဲ့အခြေအနေတခုကနေပို့ပြီးတော့ခက်ခဲမဲ့အခြေအနေတခုကိုမကြခင်ရောက်လာတော့မယ် ခံစားပိုက်မှာကုနာဒီတန်ရရသွားတယ်ဘောနော်ဒါကျွန်တော်လက်ရှိမှာပြင်သစ်ကနေလဲ withdraw လုပ်ပြီးတော့လဲ liverpool အသင်းကိုပြန်ရောက်နေပြီဆိုတဲ့သတင်းတွေလဲတက်လာခဲ့တယ်အဲ့တော့ဒီတန်ရကပြင်းထန်မှုရှိမရှိပုံမှာအများကြီးကျွန်တော်တို့ကြည့်ရမယ်ဒီမှာပါပါတယ်အဲ့တော့ဒါမနေ့ကလာ liverpool ညမာပြပါမြန်မာ be forever liverpool supporter group ကအမှုရေးတာသဘောကြတာပါလက်ရှိမှာဒါကျွန်တော်တို့ကန်ဆယ်ပိုင်းမှာလူမရှိတော့တဲ့ကြောင့်ဒါမနေ့ကလာ diego costa နဲ့ညီခဲ့တယ်တနေ့က diego costa နဲ့ညီခဲ့တယ် scarte ကြီးကိုဒါကျွန်တော်ပြန်သုံးရင်တော့ကောင်းမလားဆိုပြီးဒါလက်ရှိမှာပြောလာခဲ့တာကိုတွေ့ရပဲပေါ့နော်အဲ့တော့ ်တကယ်လို့ဒါအာနီစလော့အတွက်စာမီးပွဲစစ်မဲ့ဒါကျွန်တော်တို့အချိန်လေးတစ်ခုရောက်ပြီပေါ့နော်တချိန်ကဒါကျွန်တော်တို့ဒါဂျန်ကလော့ကိုစာမီးပွဲစစ်ခဲ့လို့ပဲဒါကျွန်တော်တို့ခန်စီကြီးမှာဖာဘီညိုကိုလှည့်သုံးရဒါကျွန်တော်တို့ဟန်လိုရလိုရလိုဟန်ဒိုကိုတော့မှစနာဘက်မှာသုံးခဲ့ရတဲ့အချိန်လေးတစ်ခုပုံစံမျိုးမြင့်သွားတယ်ပေါ့နော်အဲ့တော့အမှန်တမ်းပြောရမယ်ဆိုရင်အဲ့တုန်းကလေဒါကျွန်တော်လစ်ဗာပူးရဲ့တိုက်စစ်ကတော်တော်လေးကို မိုက်တယ်ပေါ့နော်မစိုးဘူးလို့ပြောလို့ရတိုက်ဆက်ဒီတစ်ခါလည်းဒီတိုင်းပါပဲလီဗာပူးရဲ့တိုက်ဆက်ကဒါကောင်းတယ်လို့ပြောလို့ရတဲ့အနေထားမှာရှိတယ်ဒါပေမဲ့ခန်စစ်ပိုင်းကတော်တော်လေးကိုစိတ်ပျက်စရာအနေထားတစ်ခုရောက်သွားတယ်ဒီညမှာဒါသုံးလို့ရတဲ့အနေထားတော့ရှိတယ်အာဒီသုံးလို့ရရဲ့ပုံစံမျိုးကျွန်တော်တို့လိုဟို basic tactical ပဲနားလေပြီးဒါအကြီးစား tactical နားမလည်တဲ့လူအနေနဲ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့မှဒါ Robertson ကိုဒီတဲ့ကိုပြန်ဝင်လို့ရတယ်ဒါကျွန်တော်မှတ်မှတ်အရာရာသီး အကျိုးမှာဒါကျွန်တော်တို့အာနီဆော့သူဆန်းခဲ့တာတခုရှိတယ်။စီမီကက်စ်ကိုသူစန်နာဘက်အနေနဲ့တုံးခဲ့တဲ့ movement တွေရှိတယ်။အဲ့ဒီစန်နာဘက်တုံးခဲ့တဲ့ဒါရာသီဂျူချေလန်ပွဲစဉ်တိုင်းကရှုံးခဲ့တဲ့ကြောင့်စီမီကက်စ်ကိုလည်းသူအငှားနဲ့ထုတ်ခဲ့ပုံရပါတယ်။အဲ့တော့ လက်ရှိမှာဒါဆန္ဒဘက်ကတော့ကျွန်တော်မြန်မာစာမရှိဂျိုဂျိုလေးရှိမယ်ဂျိုဂျိုလေးကလက်ရှိမှာဒါအအရန်ပုံစံမျိုးနဲ့သုံးလို့ရမယ်လက်ရှိမှာ highest order နဲ့သွားမနေတာမရှိတယ်ဒါ liverpool တို့များဒါကျွန်တော်လက်ရှိမှာဒဏ်ရာပြဿနာရှိပါတယ်ဆိုမှပြန်တွေ့ရမှာပေါ်စမှာဒါ united အသင်းနဲ့ပြန်တွေ့ရမယ်ဒါပေမဲ့ liverpool ကအိမ်ဝင်တင်တယ်ဗောနော်ဒီပွဲစမှာအဲ့တော့ liverpool တင်နေတာကျွန်တော်လာ premier league နှစ်ပွဲဆက်ရှုံပွဲကိုပြန်ပြီးတော့ဒါအကောင်းဆုံးနှုတ်ထားဖို့လုပ်တယ်အဓိကကတော့ကျွန်တော် arsenal အသင်းနဲ့အမှတ်မပြတ်သွားအောင် ဒါမျိုးတွေကိုလှုပ်ဖို့လူတွေတော့ကျွန်တော်နေမြင်တယ်။ဒါပေမဲ့ဒီနှစ်မှာလစ်ဗာပူးအတွက်ကတော့ကျွန်တော်လက်ရှိမှာစာမေးပွဲတွေတောက်လျှောက်ဆင်နေပြီ။အာလီဆိုကလည်းမနစ်ကမန်မန်နေဂျ်မန့်အရန်ကောင်းခဲ့တော့ဒီနှစ်မှာတော့ဒါကြီးကတော်တော်လေးကိုခံစားနေရတယ်လို့မြင်တယ်။ဒါမနစ်ကတော့ကျွန်တော်တို့ခွန်စာရှိခဲ့တာဘလောက်တိအသင်းကအဆင်ပြေခဲ့လေဆိုတဲ့အပူစာကိုဒီနှစ်မှာပို့ပြီးတော့တိတိတသားမြင်လာခဲ့တယ်ဗျာနော်။အဲ့တော့ဒီနှစ်မှာခွန်စာမရှိတဲ့အချိန်မှာအသင်းရဲ့ impact ကတော်တော်လေးကိုပြောင်းလဲသွားနိုင်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်အနေနဲ့ပုံကူကြီးရမှာကျွန်တော်တော့မြင်မိရတယ်မှာပါတယ်။အဲ့တော့ ခန်းစင်းမှာလက်ရှိမှာဂျူဂျူလေးရောက်လာမယ်ဆိုရင်တော့ဒါပြဿနာကအရင်လုံးဝမရှိတော့ဘူး။ United ကျွန်တော်လက်ရှိမှာ Liverpool တင်းနဲ့ Kuna တရဲ့ဒါတန်ရ problem ကထင်လောက်မကြီးမားပါစေနဲ့လို့ပဲဆုတောင်းမယ်။ဒါကူနာတိကိုတိုင်ကလည်း injury မကြာခဏ prone နေတဲ့ကစားသမားဖြစ်တဲ့ကြောင့်ဒါကဖြစ်မယ်ဆိုတာအကုန်လုံးခပြားတည်းတည်းကျွန်တော်လည်းတည်တယ်။ Liverpool ပြည်တော်တော်များတည်ပြီးသားခန့်ခန့်နာဖြစ်တယ်။အဲ့တော့လက်ရှိမှာအမျိုးမျိုးတော့ဒီနေရာကိုသုံးလို့ရတယ်မှာပါ။အဲ့ဒါကိုဒါကျွန်တော်ဆန်နာဘတ်ဒီနေရာဒါအရာကြီး shift ပုံစံမျိုးသုံးမလား။ Jogumes ကိုတော့သုံးလို့ရတယ်။ Of course ဒါကူနာပေါ်တယ်ပဲ Van Dijk အဲ့တော့အရေးကြီးဆုံးကဒီထက်ပိုပြီးပြောစရာမလိုတာက Van Dijk ပဲ။ ဒါကျွန်တော်တို့မနေ့ကဒါဒေတလန်ပွဲစဉ်ကိုကျွန်တော်ဒါကျွန်တော်ကောက်မှကြည့်ပြီးနောက်ပိုင်းမှာကျွန်တော်ဒါကျွန်တော်တွေ့ပြီးကြည့်ပြီးနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ Netherland အသင်းနေတယ်ခုလက်ရှိမှာ Vanek ကိုအရင်သဘောကြားတယ် Vanek ကိုကဒါပွဲတိုင်းသုံးတယ်ပွဲတိုင်းသုံးတဲ့အတွက်မှာဒါကျွန်တော်ကျွန်တော်လေးကို impact ရှိသွားနိုင်တယ်အခုလက်ရှိမှာ Vanek နဲ့ပွဲတိုင်းဆိုးရမယ်သဘောဖြစ်သွားပြီလေပေါ့ဘူးမှာအဲ့ဒီပြဿနာကထင်တာတဲ့အများကြီးအများကြီးဒါကျွန်တော်ပူသွားနိုင်လို့ကျွန်တော်နေမြင်နေအဲ့တော့ ဒါခုနပြောလို့ပဲပေါ့နော်ဒါကျ blessing disguise ကလက်ရှိမှာအာနီအနေနဲ့ဒါ Liverpool ရဲ့ academy product တွေထဲမှာဆန္ဒဘက်ဘယ်လိုရှိလာမလဲဒါဘလိုပုံစံမျိုးနဲ့ကောင်းနိုင်လောက်လဲဆိုတဲ့ပုံစံမျိုးကိုဒါဆက်စရမယ်ထားမှရှိတယ်ဒါ of course အကန်ကုန်ရင်တော့ဂလုံစားချမ်းမယ်ထားမှရှိတယ်ဒါပေမဲ့ဒါအာနီစလော့အနေနဲ့ဒီနှစ်မှာပေါ့နော်သူ့အနေနဲ့တခုလုပ်လို့ရတာ နောက်ကဖိဟောင်းလောင်းဖြစ်ပေမဲ့အပေါ်ကတည်းကကျွန်တော်တို့လန်ပြန်ထွက်နေ branded engine ဝတ်ထားလို့ရရဲဆိုရယ်ပုံစံမျိုးကိုဒါလှုပ်လို့ရရတယ်မှာပါအဓိကကတော့တိုက်စစ်ပိုင်းပဲခန်းစစ်ကိုရနိုင်တော့ရအောင်ရနိုင်တော့ထိန်းပြီးတော့တိုက်စစ်ပိုင်းကိုတော့အဓိကပူပြီးမြင့်တင်မှုရည်ကြည်တယ်ဒီလိုအခြေအနေမျိုးမှာ e-set ကိုဒါ liverpool အသင်းအလို့အဆုံးအခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ပုံကူရရမှာမြင်တယ် အီဇက်အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ရှေ့ပိုင်းမှာဒါ fitness မပြည့်ဘာမပြည့်ဆိုတဲ့ဥစ္စာမျိုးတွေကျွန်တော်တို့တွေးခဲ့ရပါမယ်။လက်ရှိမှာဒါကျွန်တော်တို့သူတို့ကိုရန်တာ yogress နဲ့အတူ ether လေဒါဆွေထဲမှာတော်တော်လေးကိုခြာခဲ့တဲ့အနေထားမှာရှိတယ်။ဒါပေမဲ့အကုန်လုံးခြာတာပါတယောက်တည်းခြာတာမဟုတ်အကုန်တစ်သိန်းလုံးဆွေထဲတစ်သိန်းလုံးခြာတယ်။ဘာကောင်နေမှမသိကိုရီအသင်းက spa ကောင်နေ Lucas ဘာကွဲဆို go ရှေ့မရောက်မှာဘာလို့ဒါကျွန်တော်ကြောင်တော်နိုင်မှမသိဘူးဘာဘလူပေးလိုက်တော့ ether လာမသိပေးလိုက်တဲ့ဘောလုံးဒါကျွန်တော် blue card မှမသိလက်ခွန်းနဲ့မှာပဲအဲ့တော့ ဆူရင်လည်းရှုံးသွားခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာကအဖြေကရှင်းရှင်းလေးအလက်ရှိမှာအီဇတ်အနေနဲ့ဒီလိုမျိုးဒါကျွန်တော်ခက်ခဲတဲ့အချိန်မှာလစ်ဗာပူးအသင်းကိုသူတို့ရဲ့တိုက်စစ်ပိုင်းဟူဂိုအက်ဂီဒီဂီနဲ့ဒါကျွန်တော်အီဇတ်တို့ရဲ့တွဲလုံးတွေကိုကျွန်တော်ဆွဲတင်ရမယ်နေထားမှရှိတယ်။ကိုဒီကဲကိုလည်းနေသာလန်နဲ့ပွဲစဉ်မှာပြခဲ့တယ်ဒါကျွန်တော်ခြေစွမ်းနေဒီနေ့ပွဲဒီလိုမျိုးပွဲစဉ်မှာဒါအလက်ရှိမှာပရီးမီယာအဲ့တော့ရှင်းပါတယ် ခံစေပိုင်းမလုံမှုကိုတိုက်စစ်ပိုင်းကဂိုးဒီနဲ့ပြန်ထင်ရတော့မယ်။ပြီးရင်အလွန်ကျူဒါကျွန်တော်တိုင်မပတ်ဖို့အရေးကြီးဘူးဆိုတဲ့ဥစားကိုလည်းအဓိကစူးစမ်းရမယ်ဒီထားမှာရှိလို့မြင်။အဲ့တော့အာနိတော့ကဆာမွေးဘွဲဆက်ပြီးဒါပြိတ်သက်တွေရဲ့အမြင်မှာဒါလက်ရှိမှာမနစ်ကမခက်ခဲတဲ့အခြေအနေတခုကိုဒီနေ့မခက်ခက်ခဲခဲနဲ့ရင်ဆိုင်ရမယ်။အာနိစလော့ဘလောက်ထိလုံပြနိုင်မလဲ။ဘာဒီလုံပြနိုင်မလဲဆိုတဲ့ဥစားပေါ့။ဒါဒီနေ့မှာပေါ့နော်ကျွန်တော်အခုချိန်ဒါခုနကပြောလို့လက်ရှိမှာကျွန်တော်အတော့ကလူးဝစ်စီယက်စ်ကိုရောင်းလိုက်တာကျွန်တော်မှတ်နှမျောဘူး။ ဒါ0ရရတယ်ဗျ0တော့တော်တော်လေးကိုတန်တယ်မကျွန်တော်တို့လီဗာပူးတင်းနဲ့ခွန်စာကိုဘက်ကပ်ပလန်မရှိဘဲရောင်းလိုက်တာတော်တော်လေးကိုမှားသွားတယ်လို့မြင်တယ်အရင်ကတော့သူတို့ကခွန်စာရှိရတာကျွန်တော်လီယိုနီရှိမယ်သူတို့အနေနဲ့အလုံးဝထင်ထားခဲ့တယ်လီယိုနီကလည်း AC ရဲ့ဒါကျွန်တော်မဖြစ်ခဲ့ဘူးဆိုရင်ဒါအားကိုးရမယ်ကန်ဆယ်မှုတရားကိုသူတို့အနေနဲ့အကြီးမားဆုံးတွေးထားခဲ့တယ်ဒါ technical ကိုလည်းဒါ technical ကိုလည်းဒါကျွန်တော် football manager ကစားလူတော်များလီယိုနီကဒါခွန်စာထက်တော့ပိုကောင်းနိုင်တယ်ဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့လီဗာပူးတင်းကခွန်စာကိုရောင်းပြီးလီယိုနီကိုဝယ်တဲ့အချိန်မှာသူတို့အနေနဲ့ okay ဒါကတော့ backup ကောင်းကောင်းသူတို့အနေနဲ့သတ်မှတ်မှုရတယ် ဒါကျွန်တော်အမြင်ရပြောမှာဆိုမနစ်ကဒါကျွန်တော်ခဏခဏပြောခဲ့သူပဲကုနာတိတယောက်ဒါအပြည့်ဝဒံယာမရခဲ့တဲ့အနေထားကဒါအာနီစ်လို့အရင်ကန်ကောင်းနေတဲ့အနေထားမှရှိတယ်။ဒါပေမဲ့ဒီနေ့မှာဒါကုနာတိနဲ့ဒါအရင်တော့ကပုံစံမျိုးလေးတိုင်းနေပြန်ပြလာခဲ့တယ်။ဒါမနစ်ကဒါကျွန်တော်အာနီစ်လို့အနေနဲ့ဒါကျွန်တော်ခွန်စာကုနာတိကိုဒါကျွန်တော် shift ပုံစံမျိုးနဲ့တုံးသွားလိုက်ရမယ်။ဒီနေ့မှာဒါရွေးချယ်ရသိမ့်မရှိဘူး။အဲ့တော့ခုနပြောခဲ့လို့ပါပဲ။ဒါကျွန်တော်တို့လက်ရှိမှာလေပပုသိနဲ့ပွဲချက်တွေလာဖို့ရှိတယ်။စာမီးပွဲတွေစစ်ဖို့ရှိတယ်။တိုက်တဲ challenge တွေအတွက်ဘယ်ဘယ်ဘယ်လိုပုံစံမျိုးသွားမလဲ။အဲ့တော့ ကျွန်တော်ပြောခဲ့လို့ပါပဲဒါလက်ရှိမှာကာရာဘောပွဲစဉ်တွေရှိမယ်အဲ့ဒါကျွန်တော်တို့လက်ရှိ FA ဘလာတွေပွဲစဉ်တွေရှိမယ်အဲ့ဒီပွဲစဉ်တွေမှာလူငယ်တွေကိုရှယ်သုံးလို့အကောင်းဆုံးထားမယ်ပြီးနောက်တစ်ခုအာနီစလော့နဲ့တခါကျရင်ခေါင်းမာတာနည်းနည်းလေး short တင်နေမယ်ကရုံးတွေအရင်ခေါင်းမာတာသိပါတယ်ဒါပေမဲ့ခုနကပြောသေးတယ်ဒီကစားသမားကိုမကြိုက်ဘူး yes အသင်းပေါ် impact ရှိမယ်ဆိုရင်သုံးတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တဲ့ကစားသမားတချို့ရှိတယ်ဥပမာဒါ KA စလို့ကစားသမားမျိုး Liverpool ပြည်သက်တွေကိုတိုင်ကလည်း KA စအကုန်လုံးပါဝင်ပတ်သက်ခြင်းတယ် KA စကလည်း Liverpool နဲ့ဆိုအကုန်လုံးအရင်ပါဝင်ပတ်သက်ခြင်းတယ် KA စနဲ့ အာနီစလော့ဂျာမာဘာဆောက်ပြေသနာရှိလဲဘာလို့မှမသိဘူးလီဗာပူးအတွင်းသတင်းဆိုဒါနဲ့ပတ်သက်ပြီးတော်တော်လေးဥဒါကျွန်တော်တို့ထွက်ခဲ့ရတယ်မှာပါတယ်အာနီစလော့အနေနဲ့တခါကျွန်တော်အမြဲတမ်းပြောရပေါ့နော်အာနီစလော့အနေနဲ့ဒုနာဘောတွေအသင်းအတွက်ဆိုရင်ဘာမဆိုလောက်ရဲတယ်ဆိုတဲ့ပုံစံမျိုးအာနီသွားသိမ့်ပြီလို့ကျွန်တော်အနေနဲ့ပုံကိုကြီးကမြင်တယ်ခေးစားသူနဲ့မကြိုက်တဲ့ beef ရှိရမလား okay လက်ခံဒါကနာဘောနီးပြနဲ့တကစားသမားတချို့ကစားသမားနီးပြဆောက်ဆောက်စကားပြောဒါပေမဲ့ဒီကအမလက်ရှိမှာမမက်ရတာဂွာဒီယိုလာ ကျွန်တော်တို့ဒါတချို့ကစားသမားနဲ့အဆင်မပြေဘူးဒါပေမဲ့ဒီကစားသမားကတော့သုံးရမယ့်ချိန်မှာသုံးရတာပဲ Guardiola မတည့်ရင်လည်းသုံးရတာဟုတ်တယ်မကျွန်တော်အဲ့တော့ပြောချင်တဲ့အတိတ်ပဲဒီတိုင်းပဲဒါကျွန်တော်ပြောတာဟို nothing is bigger than football ပြသည်လားကျွန်တော်ဘောလုံးတက်ကြည့်တာဘာမှမရှိအဲ့တော့အာနီဆိုအနေနဲ့ကောင်းပါ short thing ခေးဆိုအနေနဲ့ပြ performance မပြောင်းဒိန်ယာဒီကြောင့်မို့ကျွန်တော်လက်ခံလို့ရတယ်အခုလက်ရှိမှာ performance သူပါဝင်တဲ့ပွဲတိုင်းမှာခေးဆိုရဲ့ performance က peak မှာရှိတယ်နော်ကျွန်တော်ဒါအရင်တော့အီတလီရဲ့ဆာဆူအိုလိုရဲ့ဒါပီယာလိုကိုဒါကျွန်တော်တို့ဆိုပီယာလိုဆာဆူအိုလိုရဲ့ဒါခေးဆောက်ကိုမတွေ့ရတာမှန်ပေမဲ့ ခီးဆာကခီးအေးဆာအနေနဲ့ပဲကျွန်တော်ဆက်လက်ပြီးတွေ့နေရတဲ့ဘုံမှာရှိတယ်အဲ့တော့ပြောချင်တာကခီးဆာကိုဒါကျွန်တော်တို့ကိုရီကပိုးတဲ့ဆာတခါကျရင်ခီးဆာကောင်းမွန်တဲ့ရွေးချယ်စုတစ်ခုဖြစ်သွားနိုင်တယ်ပြီးရင်ဟီဂိုအကီတကီနဲ့အီဆာနှစ်ယောက်ကိုတပြိုင်တည်းသုံးလို့ရတဲ့အခြေအနေတစ်ခုကိုအာနီစလော့ဖတ်ပြီးသိတယ်ဆိုကျွန်တော်လည်းမြင်တယ်တိုက်စစ်ပိုင်းမြင်နေတဲ့မှာဒါကျွန်တော်တို့လက်ရှိမှာဒါကြောင့်မှားတယ်ဆိုတာမရှိဘူးအကုန်လုံးစမ်းသိမ်းစမ်းရမယ်တာမရှိဘူးအဲ့တော့ရှင်းပါတယ်ကျွန်တော်တို့အတွက်ကလက်ရှိအာလီစလော့အနေနဲ့ကန်ဆယ်ပိုင်းယူရင်းမှုကိုတိုက်စစ်ပိုင်းမြင့်တင်မှုနဲ့နောက်ကနေပြီးတော့ push လုပ်တင်တယ်လို့100%ကျွန်တော်ကတော့မြင်မိရတဲ့မှာပါတယ်ခင်ဗျားတို့ကဘလို့မြင်လဲ ည်းမသိဘူးပေါ့နော်အဲ့ဒါဒီလိုမျိုးကျွန်တော်တို့မြင်နေတယ်အလက်ရှိမှာဒါကျွန်တော်တို့ဒီရပိုင်းတွေဒီလာမယ့်တာကျွန်တော်ရပိုင်းတွေမှာလီဗာပူးကိုအကြီးအကျယ်စာမေးပွဲတွေစစ်ဖို့အတွက်ဒါကျွန်တော်တို့မြင်ရမယ့်အနေအထားမှာရှိတယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ဘာဒီဘလူးဖြစ်သွားနိုင်လဲဆိုတော့ခင်ဗျားတို့နဲ့ကျွန်တော်နဲ့အတူတူစောင့်ကြည့်ရမယ့်အနေအထားမှာရှိပါတယ်ဒါကြောင့်လို့လက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့တော်တော်လေးကိုဒါကျွန်တော်တို့ရင်ခုန်ဖို့ကောင်းမဲ့ momentum တစ်ခုကိုများတွားတော့မလားဆိုတာကိုတော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်။ဒါတော့ပါပဲ။ ဘောလုံးပွဲတွေကိုကြည့်ရှုကြတဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ ਨੇ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အလုံးမကျူတမရဲကောင်းမွန်လို့နေလေးတနေ့ဖြစ်ပါစုမောင်ကောင်တောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှပဲအေးဆစ်ဆစ်တူကြရပါဘူးမြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အလုံးမကျူတမရဲကျွန်တော်တို့ရေနောက်မှအေးဆစ်ဆစ်တူကြရပါဘူးဒေးပါဗျအလုံးမကျူတမရဲကျွန်တော်နောက်မှတွေ့ကြရပါဘူး